တို့ညာပြည်သူများအားလုံးပဲမင်္ဂလာပါရှင်ခုတခါဖပြပေးတော်မှာကတော့ဆိုင်းဆရာမချူရေးသားထားတဲ့နိုင်ငံရေးအခြားတစ်ဖက်အပိုင်း30ပဲဖြစ်ပါတယ်ရှင်အုန်းနကန်ဆာရောဂါများအကြောင်းရေးသားထားတဲ့အစားအုပ်တစ်ခုခုကိုဖတ်ချင်သည်ဟု သူ့ဇနီးကပြောလာတော့အခါဆံဝင်သည်တခဏဆောင်းအောင်သွားလေသည်သူ့ဇနီး၏မျက်နှာတွင်ဆုံးဖြတ်ချက်ခိုင်မာစွာချပြီးသောတေချာမှုများကိုမြင်တွေ့ရသည်ခိုင်မာသောမေယူသည်လွန်ခဲ့သည့်နှစ်များကထက်ပို၍လေးထောင်ကျန်နေသည်။သူမှပိန်တဲ့သားသည့်ကိုသိသာစွာမြင်နေရသည်။သို့တော်မျက်လုံးများတွင်သွေးယူသေးရန်ဖြစ်မှုကိုမတွေ့ရ။နှမောင်တော်လည်းယခင်ကလိုတောက်ပမှုမရှိတော့သောမျက်လုံးများသည်လုံးဝမညှိုးငယ်ပဲတည်ငြိမ်ကျန်နေကြသည်။ဖြစ်ပါမလားသည်။ ချိတ်ပညာဆိုင်ရာအခေါ်အော်ကိုဒီဘလိုလုပ်နားလည်မှာလဲသိချင်တာမှန်တယ်များကိုယ်ကိုမေးပါကိုပြောပြမယ်။တင်ရမပြောမိရဲ့ပဲသူ့ကိုစိုက်ကြည့်သည်။နားမလည်ရရှင်ဒေါက်တာကိုမေးလို့ရနိုင်တယ်မဟုတ်လား။ရပါတယ်ကိုယ်ကိုမေးလို့ရပါတယ်။ဒါပေမဲ့သိရဲ့အုံနောက်ကိုဘာမှမခိုင်းမငြင်းငြင်းကလေးနားပေးထားရအောင်။ဒီပါသိချင်တယ်လေ။ဒီမျက်လွာချလိုက်သည်။အုံနောက်ကန်ဆာကုထုံးနဲ့ကုထုံးတွေရဲ့ဆုံးရှုံးမှုအတိမ်နဲ့အောင်မြင်မှုအတိမ်နဲ့ဟိုမပြောတော့ကြ။သူယဉ်နေသွားသည်။ ူစနီးထံမှမျက်နှာလွှဲ၍ဇပွဲပေါ်မှစာအုပ်များကိုငေးကြည့်နေလိုက်သည်သူစနီးဖယံသူပေးထားသောစာအုပ်များမှတော်ရုံတန်ရုံစိတ်ဖြောင်းညံ့သူများကောက်ကင်ကြည့်ရမည့်စာအုပ်များမဟုတ်သည့်စာအုပ်များဖြစ်သည် cancer ကိုဆင်ခေါ်ခြင်း challenging cancer နဲ့ cancer 6ရုပ်မှုကိုဖယ်ထုတ်ကြည့်ကြဆို let's get the fear out of cancer စာအုပ်ဖြစ်သည်။ကောင်းပြီကိုယ်စာအုပ်တွေပြဖတ်ပါမယ်။ဒီစိတ်ကိုမတက်ခင်မှာနာနာနေနေဖတ်ပေါ့။ညရယ်ကိုယ်စီကံကပြန်လာတဲ့အခါတိနာမလဲတာရှိရင်ရှင်းပြပေးမယ်။ တိတ်တက်ကိုကိုကယုံမိသားပါဒီကိစ္စကြာမလားဒေါက်တာသူတိတ်ကိုဖြတ်ကနေလက်ကြည့်လိုက်ပြီတင်ကမှွေရပေါ်ပလက်လဲလဲရမှတစ်ဖက်သူဆောင်းလိုက်ပြီတိမျက်နာကိုသူမမြင်ရတော့ပါဘာကိစ္စအောင်မေးရလဲခွဲစိတ်တဲ့ကိစ္စသူတပြင်းတစ်ချက်ချသည်အောင်နောက်ခွဲစိတ်မှုကတော်တော်ကြာရဲ့ယောဂဖြစ်တဲ့နေရာပေါ်မှာမူတည်ရဲ့ခေါင်းကောင်ဖွင့်မလာကလည်းကြာတတ်တယ် တွေးထက်များလုံးလို့သိချောရိထိရတာလည်းကြာတတ်တယ်။ဒါပေမဲ့အုံနောက်အပေါ်ရန်ပိုင်းမှာဖြစ်တာမျိုးဆိုရင်တော့လင်းငါးနာရီနောက်နဲ့ပြီးသွားနိုင်တယ်။တိပြုံးကနေသူ့ဘက်လှကြည့်လိုက်ပြီးကြောင်ရွံ့ထိုင်လန့်မှုကိုတိတိတတ်တာမြင်ရတယ်။ဒီမျက်လုံးများမှာမျက်ရည်တွေဝဲဝဲလေးရဲ့အပေါ်ရန်မှာတော့လင်းငါး၆နာရီဟုတ်လားဒေါက်တာ။သူဒီစိတ်ကူဆောင်ဝင်တယောက်ဤအဖြစ်ကိုမိရောသွားခဲ့သည်။ထို့အတွက်လည်းသူ့ကိုယ်သူဒေါသထပ်သွားမိသည်။သို့တော့အခုမှတော့မထူတော့ပါဘူး။ဟုတ်တယ်အတွင်းကြကြနဲ့ဆိုင်တဲ့နေရာမှာရောက်နေရင်တော့တိတ်ကြတတ်တယ် တခါတည်းရနိုင်ပေါင်းများစွာကြတတ်ကြောင်းသူမပြောမှထားမှဖြစ်မီတိကျမှာဘလို့အချင်းတွေရှိလဲသူမျက်လုံးများကိုတင်အားဆိုက်ကြည့်မေးတော့သူအခေါင်းတွေ၆တွေကတွန့်ဆုတ်သွားသည်တိကျမှာအလုံးသည်အုံနောက်ဤအတွင်းချက်ချာအနောက်ဖက်နေရတမ်ပိုရလုတ်တွင် ရှိနေကြောင်း CT scan ဖြင့်သိထားသည်သို့တော့ဤကိစ္စကိုသိအားဘလို့ရက်ဆက်မှုမျိုးဖြင့်သူဆွေးနွေးနိုင်ပါမည်သူငြိမ်သက်မှုကလူတီထက်ပိုရကြသောအခါတီကမချစ်တချစ် ြုံရီလိုက်လေသည်မဖြစ်ပါနဲ့တော့ဒေါက်တာရပါတယ်သူတိလက်ဖျားများကိုထပ်ဖွဖွဆုံညင်လိုက်သည်ကြော်နွားမှုမရှိသောတမ်းမခိုင်မြဲသောတိလက်ချောင်းများသည်ယခုအခါပို၍ပိန်သွဲရှည်လျားနေသည် လက်ဖျားများချွေးစင်းများဖြင့်အိဆက်ဆုတ်ကပ်နေသည်ဘလိုပဲဖြစ်ဖြစ်ကိုရိုရင်ဆိုင်ကြတာပေါ့အကောင်းဆုံးကိုရဖို့ကိုရိုမျောလင့်ထားရင်အဆိုးဆုံးဖြစ်မလားကာကွယ်ရမယ်ခွဲစိတ်ပြီးတဲ့အခါလောကကြီးရဲ့အပြုံကိုသိပြန်တွေ့ရမယ်ကိုတငယ်ချင်းတွေကိုဆရာတွေ neurology အများကြီးရှိအားလုံးတိုင်ပင်ကြတာပေါ့ကိုပေးထားတဲ့စာအုပ်နှစ်အုပ်ရောဖတ်ဖြစ်ရလားစာဖတ်ရင်ခေါင်းသိကြိုက်တော့မယ်လားအုံနောက်တွင်အေးဖီအားကြစီမည်စေဝါကိုတိအားပေးထားသည်။ကြာရှင်မဖက်ပဲနနာဖိုင်ရပါရဲ။တိတအုပ်တော့ဖတ်နေပြီ။ချိန်ဝင်စားဖို့ကောင်းတယ်။ ခေါ်ခိုင်အပြင်ဖက်ဧကန်မှာတယ်လီဖုန်းတိုင်မိလာသည်ဖုန်းမိတဲ့နေလူနာအတွက်အနှောက်ယှက်ဖြစ်မလားဟုသူစိုးရင်သွားသည်တယ်လီဖုန်းကိုအောက်ထပ်သို့ရှေ့ယူလိုက်မည်အပေါ်ထပ်သည်သူစနီးအတွက်လုံးဝအနှောက်ယှက်မရှိသောနေရာဖြစ်ရမည်အစားတောက်များလာပို့သောအချိန်ကလွဲ၍မင်းကလေးကိုတည်အခန်းတွင်မဝင်ရဟုသူတမ်းမြစ်ထားသည်ခဏတော့သည်သူခက်တက်တက်ထိုက်ရပြီးဧကန်သို့လျှောက်သွားသည်အမေရှိပါခင်ဗျာ နုညံ့တိမ်ဖွေသောသူ့အတန်ကိုကြားရတော်သူသိသည့်အသည့်ဖြင့်လူနာတယောက်ဤရောဂါကိုတဝက်ပျောက်စေမည်ဟုသူယုံသည်။နောက်နေကောင်းနေနော်။သူ့အတန်သည်ဆော့ဆော့ကထက်ပို၍ချုံမြသွားသည်။သည်သည်ဇပွဲပေါ်မှာတင်ထားသောစာအုပ်အနောက်မှာကန်ဆာဟုသောအင်္ဂလိပ်စကားလုံးကိုအထိပယ်ကင်းမဲ့စွာငင်းကြည့်နေမိသည်။ဟုတ်တယ်နော်၊ကိစ္စမရှိပါဘူး။မတွေ့ရတာနည်းနည်းကြာသွားလို့။နောက်နေစကားပြောရင်ကောင်းမလားလို့ဆက်ခဲ့တာပါ။ဘာအကြောင်းမှမရှိဘူး။အကြောင်းရှိရင်ကိုဖုန်းလက်ခံတဲ့သူကိုမှားထားခဲ့မှာပေါ့။ သူဘာဖြစ်လို့15နှစ်လုံးလုံးအိမ်အောင်မပြုခဲ့ရပါလဲ။နောက်ရယ်ဆရာတတိမိရပဲနေပါမလားနောက်မွေးနေ့ကိုဆရာဘယ်တော့ကားမှမမေ့ခဲ့ဘူးလေအခုလာမယ့်မွေးနေ့ကိုတော့ဆရာပန်းနိုင်မြင်ရတဲ့အပြစ်သမားလို့အတက်တရောစောင့်နေတာပါနောက်ဘလို့အမျိုးသမီးဖြစ်မှာပါလဲလမ်းဆန်းတွန့်ကြတော့လူသားဆန်စွာနှလုံးပူဆဲသောအမျိုးသမီးတစ်ယောက်ဖြစ်ပါစေဘာကြောင့်ဆရာမှမရှိဘူးလေနောက် တလားဆိုတာခဏကလေးပါနှောင်းရဲ့တလားကြတဲ့အခါကိုရောအောင်နိုင်မှုတွေဖြစ်လာတော့မှနှောင်းတီကြတဲ့ဘာမှမတွင်းနဲ့နှောင်းမွေးနေကိုအခမ်းအနားဆုံးဘလို့ကျင်းပါမလဲဆိုတာတွင်းနေရမှာပေါ့တီတီဖြူဖွေးသောမွေရာခင်းစာကိုလက်ဖြင့်တင်းကျပ်စာချုပ်ထားတော့လဲလက်ချောင်းများတဲ့တွင်အင်းအားမရှိတော့သည်ကိုခံစားသည့်ဖြင့်တင်းနေသည်ပြိမာရှိခဲ့သောခွန်အားများကိုကန်စာကဖဲထုတ်ပြစ်လိုက်ပြီလားဟွန်းဒီလိုတော့မဖြစ်စေရပါဒီအတင်းရမည်ရရလေနှောင်းဆရာလိုက်ပို့မှာပေါ့ ိုင်ုံပဲเนาะအင်ကြီးစာအမျိုးစားတွေဈေးနှုန်းတွေဆရာဝေဖန်အကဲဖြတ်ပေးနိုင်မှာမဟုတ်ဘူးအလိုလိုက်တော့အကိုတယောက်ဤနှစ်သိမ့်မှုမျိုးဖြင့်သူ့အတန်ကညံ့တာတိမ်ဝင်နေသည်ပီပီမျက်စိဆုံမှိတ်လိုက်ပြီးမျက်စိတွေတွင်မြင်နေရသောအနီရောင်အပြာရောင်ရောင်စုံစဝိုင်းများကိုတတ်နိုင်သမျှမေ့ပြဖို့ကြိုးစားနေရသည်ခေါင်းကတဆစ်ဆစ်ထိုးနှက်ကြိုက်ခဲနေသည်နောက်ဘာလို့ချင်းလဲနောက်ဆရာစိတ်မကောင်းဖြစ်မှနောက်ပြောင်းမှလား လွန်ခဲ့သည့်နှစ်ပေါင်းများစွာကအမှတ်မထင်ဖက်ခဲ့ရသော LN ဟူသည့်မင်းကလေး၏အဖြစ်အပျက်မှန်ဝတ္ထုတစ်ပုဒ်ကိုသိတရနေသည်ထိုမင်းကလေးသည်ငယ်ရွယ်သောကလေးမတူဖြစ်ပြီးအယောကန်ချဝေဒနာကိုတတိရှိရှိရင်ဆိုင်သွားလေသည်ဒီအမှတ်ရနေသောစကားမှာမထူးဆန်းတော့လဲအင်အားအပြည့်ဖြစ်ပါသည်ကျမရဲ့ကန်ချာကပိုပိုးပြီးကြီးချနေတယ်ပေါ့နော်ဒေါက်တာဟုတ်တယ်ကျမဘလောက်ကြကြအသက်ရှင်နိုင်အောင်မလဲ6လကနေနှစ်နှစ်ဘလောက်တတိရှိသည့်မင်းကလေးပါလဲ င်မြင့်ရည်များကို၆ခန်းအောင်အားဆိုင်ထားလိုက်သည်။ကိုစိတ်ကြည်နူးခြင်းများစွာနဲ့လိုက်ရောပါမယ်နော်။ဆရာဘွားမှာရှိတကုံဖျားကိုဘယ်မိမနဲ့မှမသွားခဲ့ဘူးပါအောင်နှောင်းနဲ့အတူဆူတောင်းချတာပေါ့။ဆူတောင်းခြင်းကိုစိတ်ဆွမ်းအားဖြည့်ဆည်းခြင်းဟုယူဆသည်ကလည်းဘယ်တော့မှမယုံကြည်ခဲ့သောဆရာဝန်သည်အခုတော့အမျိုးသမီးတစ်ယောက်နှင့်ကြည်နူးစွာဆူတောင်းတော်မူ။နောက်မွနေ့ကျတော့ဆရာဘာဆူတောင်းလဲဆိုတာနှောင်းကိုပြောပြပါမယ်။ဂတိဂတိ။မောင်ဆူတောင်းလေးပြေပါစေ။ သူအခန်းထဲဝင်လာတော့အခါဖန်ချောင်းမီရောင်အောက်တွင်သူ့ရှက်ပြုံးကတောက်ပါလုံးသဖြင့်လူငယ်လေးတယောက်နဲ့တွေ့နေသည်အဲ့တော်မလားသည်မိတ်သေးပါဘူးဒေါက်တာခေါင်းထဲကဝေဒနာတက်တာရဲ့လားနည်းနည်းတော့ကြံ့နေသေးတယ်ဒါပေမဲ့ခဏနေခေါင်းတော့မှာပါချေထုတ်လိုက်အောင်မလားဟွန်းးကျေးဇူးပဲဒေါက်တာလုံရင်ဒီပြောပါမယ်မနေ့ပြန်ကြရင်သူ့ကို trip plane တစ်သိကလေးတစ်ခုသင်ပေးအောင်မယ်ခွဲစိတ်ဖို့ဆင်းအောင်တက်တဲ့အခါသိအောင်နောက်အတွင်းအရေးဖြစ်တာတိတ်များမနေမှာဖြစ်မယ် ူကကရင်ဘေးကလထိုင်နေဝင်ထိုင်နေဒီပလက်လဲလဲလျောင်းနေရမှာသူ့ဘက်သို့တစောင်းလှည့်လိုက်သည်ထို့နောက်သူ့ကိုခက်ဆဆာကြည့်သည်ဒေါက်တာဒီကိုတိုင်ပင်စရာတခုခုများရှိနေသလားမောင်ကဖြုံးဆိုရှက်ကိုရှက်ခဲရေလေသည်ထို့နောက်မျက်နှာတကြည်သွားသည်ဘာမှတိုင်ပင်စရာမရှိဘူးသည်ကိုဘွားမှာကိုဘာလို့ကျင်နေဆိုတာကိုသိပါတယ်။ဘာဖြစ်တဲ့နဲ့ဘာမဖြစ်တဲ့ဘူးဆိုတာလည်းကိုသိပါတယ်။တခုပဲစိတ်ဆင်းရဲရတယ်။ကိုဘွားဟာကံကောင်းတက်ဖို့အခုချိန်ထိလည်းကံမကောင်း တီတူကိုငေးမောနေကိုင်းနှစ်ယောက်လုံးတိတ်ဆိတ်စွာငိုင်းနေကြသည်ဇပွဲတင်နိုင်တစ်ချက်တစ်ချက်မိသင်ကလေးသည်သာနှစ်ဦးကြမှဆက်သွယ်မှုတစ်ခုဖြစ်နေသည်ဒက်ဇင်ဘာဆောင်းလေးကတုတ်ခနေတိုက်ခိုက်လိုက်သောအခါချက်သိန်းငမြထအောင်အေးဆိတ်သွားသည်စပော်ရှယ်လက်တူကလေးဝတ်ထားသောသူကမချမ်းမဲ့အနှွေးတွေဝတ်ထားသောသူကခြံနေသည်သည်ဖျားများဖျားနေသလားမနက်ကမှအဖျားတိုင်းကြည့်သေးသည်ပြထားတိုင်းကိုတိအားမပြပဲမပြပါဘူးဟုပြောသွားသည် သူကသူတစ်ပါးစိတ်ချမ်းသာအောင်ညတ်တဲ့သည်။သင်၊သင်ရဲ့15နှစ်တာဘဝအတွေ့အကြုံကိုပြပြမလား။ဒေါက်တာအချိန်ရလို့လား။သူကစိတ်ကိုဆောင်ဝင်ပြီးသားစွာပြုံးသည်။အချိန်ရပါတယ်။နောက်ပြီးစိတ်ဝင်စားတယ်။ဒေါက်တာရန်ကုန်ပြောင်းသွားပြီးတော့ပထမပိုင်းမှာ channel ပန်းမင်စားရပြီးပန်းရံဖို့စူးစမ်းသေးတယ်။နောက်တော့နှင်းစီကပိုးရင်ကြတယ်။ဘိုးသက်စေးတုံးမှဖြစ်ရမယ့်အခြေအနေဖြစ်လာတယ်။ဒီနှင်းစီပင်တွေကိုခုတ်ပစ်လိုက်တယ်။သူကပြုံးရှင်စွာစကားထောက်သည်။အဲ့လိုခုတ်ပစ်တော့နှင်းစီပင်ပေါ်ကပိုးတွေကမသေးတော့ဘူးပေါ့နော်။ ဒီအတင်းရေရမောလိုက်ပါသည်ဒေါက်တာရှင်ထားခဲ့တဲ့ဆွဲကျိုးနဲ့လက်စွပ်တွေကိုရောင်းပြီးပသိမ်းဘက်မှာချမ်းမြေကလေးဝဲအိမ်တိတ်တိတ်ကလေးစောင့်နေလိုက်တယ်ဒေါက်တာမှတ်မိမလားမသိဘူးချင်းရင်မှာလာကူလုပ်ပေးတဲ့ကြီးကြီးပူလေးသူ့သားအရက်တောက်တာအိမ်လာလာငိုရက်တရသူ့ဇဝေဇဝါကောင်းငိမ့်သည်အိမ်ကြီးကြီးရဲ့သားတေသွားပြီကြီးကြီးပူနဲ့ကျမနှစ်ယောက်အတူပသိမ်းမှာနေကြတယ်တေးရပင်သုံးပင်ရှိတယ်လိုပဲရာသီစာကလေးတွေစိုက်ပြီးစိုက်ပြီးစားကြတာပေါ့ ိမ်ကြွက်ဖက်ကြောင်တစ်ခုမှာတေဆံမဝင်လောက်လိုက်တယ်ချို့တဲ့တော့ဘဝကိုစိတ်ညစ်ချိန်မင်းကကြောင်းတစ်ဖက်ချမ်းတစ်ဖက်တရားဓမ္မတစ်ဖက်နဲ့ဒီဘဝကိုအေးစိမ့်ညင်သက်စွာဖြစ်တန်လာခဲ့သည်ជីជីကပါတင်းနေတူတက်တက်လို့စားတော့နှစ်ယောက်အဆင်ပြေစွာလိုက်ဖက်ညီကြသည်ဖခင်တောက်တော်ရေချမ်းစွန်းတတိရို့ကိုမပြတ်ကပ်လို့မနေ့တစ်ချိန်ညတစ်ချိန်ဖခင်ဝတ်ပြုညစဉ်ပရိတ်တော်များကိုရွတ်ဖက်မြစ်တာပို့အမြဝေးသီရိုအင်္ဂလိပ်သည်တိုးတိတ်စွာစကားပြောတဲ့ကြီးစီတဲ့ပရိတ်ရွတ်တန်တို့ဖြင့်အမြဲအချိန်ခဲ့သည် ်တရားမှတ်ဖို့ထိုင်းနိုင်စိတ်မသက်သာစွာတပြင်းချလေရှိသောမောင်၏ရုပ်ဝါဒနောင်ဖွဲမှုမှသည်လွတ်ကင်းခဲ့ပြီဖြစ်ရာမောင်ကိုလွမ်းစိတ်သည်လည်းလွတ်မြောက်စိတ်အောင်မှမိမ့်မိန်သွားခဲ့သည်ဤအကြောင်းများပြောပြနေတော့မောင်မတိမတာပြုံးလေသည်ကိုဒီလောက်ရုပ်ချမ်းဝါဒမဆိုင်ခဲ့ပါဘူးသိရဲ့ဒီကိုအမေရတခုပါပဲ။ဘာသာရေးဆိုင်ရာလေ့လာမှုတခုမှာဖောက်ထင်းသိမြင်လဲတဲ့ကျမ်းကျင်တဲ့ဒီတရားပျော်ပြောင်းငြိမ်သက်သွားမှာကိုအမေရခဲ့တာပါ။ဒါနဲ့ဒီ parapsychology ကိုယုံကြည်လုံးမလား။ ပရစိတ်ပညာကိုသိပိုးရေးယုံကြည်ခဲ့သည်။ထို့သောပရစိတ်ပညာနှင့်စိတ်ဝိညာဉ်ဝါဒကိုတကယ်ဖြစ်နိုင်မဖြစ်နိုင်လက်တွေ့လေ့လာလိုသောစိတ်ကယွန်းနေလာပြီးစိတ်အင်းညာတည်ငြိမ်မှုကို တောင်းတသောစိတ်ကပုံမအောင်ကောင်းလာခဲ့သည်။ ဘာဝနာမညပညာကိုရရှိဖို့နေ့စဉ်တရားကျင့်မှတ်ရသည့်ရတာကိုခံစားနှစ်သက်လာသည်တရားကျင့်တိုင်းရလာသည့်စိတ်ကြည်လင်အင်းညမှုကိုနှစ်သိမ့်ဆွမ်းလန်းစေသူပြောင်းမသွားအောင်ခက်ခဲပင်ပန်းစွာအားထုတ်ရလေသည်ဒီလိုနှင့်ဆယ်နှစ်ကျော်ကာလတွင်တမန်ရိုးချဘဝလေးကိုထပ်တလဲလဲကြောက်ဖြစ်လာခဲ့သည်ပိတ်တာဟုသတ်မှတ်ထားသော အထုထုအပြပြရုပ်ခန္ဓာရှိသောတက်ရှိအမျိုးအစားများတကယ်ရှိကြောင်းကိုရိုင်းခန်းစားသည့်ဖြင့်သိလာခဲ့သည်ထိုစကားကိုပြောနေချိန်ကသူကရုပ်တရက်စကားဖြစ်သည် သူအလံတကြားတိုက်မြင့်လိုက်တော့အခါသူမြင့်မြင့်ကလေးပြုံးလိုက်ပြီတင်မယူပါဘူးဒေါက်တာလောကမှာသိပ္ပံနည်းနဲ့ဖြည့်ရှင်းလို့များရည်ပြဿနာရည်အများကြီးရှိတယ်။ပညာနဲ့ပေမှာရှိနေတဲ့အခြေအနေဆိုရင်အရာရာဟာပရမတ္ထသစ္စာနယ်ကိုရောက်သွားတဲ့အခါအနာဂတ်နဲ့ပြစ်ဆုံးပံဟာအထူးတူလောက်နေပါပဲ။ Clairvoyant ဆိုတဲ့အမြင်အာရုံကိုရတဲ့လူတွေဟာအနာဂတ်နဲ့ပြစ်ဆုံးပံဆိုတဲ့ပညာချက်တွေကိုလွတ်မြောက်သွားကြလို့ပါ။အမဲရမ်းမြင်နိုင်တာလည်းမဟုတ်ဘူး။တစ်နှစ်တစ်ခါတချို့ကတစ်သက်မှတစ်ခါ လူကဆက်အဟောင်းတိုင်းငေးမော်ရဲ့စိတ်ပြက်နေဟန်တူပါသည်။လောကမှာကိုမျက်စိနဲ့မမြင်နိုင်တဲ့အရာကိုမရှိဘူးလို့တွက်လို့မရအောင်။ဒီပြဿနာဟာဗုဒ္ဓလက်ထက်ဗုဒ္ဓရဲ့တပည့်တော်ကရီလက်ထက်ကလေးကအခုအချိန်ထိအစဉ်အဆက်ရှိနေမှာပါ။ယဟန်တော်တွေပေးနေကြဥမာတစ်ခုကိုပဲဒေါက်တာကိုပြောပြခြင်းနဲ့။အောက်ခံမျက်နှာပြင်တစ်ခုပေါ်မှာဝါလုံးကြီးတစ်ခုကိုဆွဲလိုက်။အဲဒီဝါလုံးကိုခံဝဲဝဲရနေတော့ကြည့်။ဓာတ်ထဝဲရဲ့နေရာကိုဆုပ်ခွာပြီးကြည့်လိုက်။နောက်ဆုံးတစ်ချိန်မှာလူမျက်စိရဲ့မြင်နိုင်စွမ်းရှိတဲ့အကွာအဝေးကိုကြော်သွားမယ်။ အဲ့ဒီလူဟာအဲ့ဒီမျက်လုံးကိုလုံးဝမမြင်ရတော့ဘူးအဲ့ဝါလုံးမရှိတာဆိုတာလည်းမဟုတ်ဘူးဆိုတော့ရှီမန်းလဲကိုကတင့်နေရဒါပေမဲ့မမြင်ရအောင်မမြင်ရတဲ့အတွက်ဒီဝါလုံးမရှိပါဘူးလို့ဒေါက်တာညင်းရဒေါက်တာမှမှာပေါ့တင့်စကလုံးမရအောင်သူညင်းချင်းသည်သို့တော်အန်ကျိတ်ရနှာထောင်နေခဲ့သည်ပေးပြီးတဲ့နောက်မှာလူဟာဂူရဲရောက်သွားတာတော့မှန်ပါရဲ့သူ့ခန္ဓာကိုယ်ရဲ့အနံဟာတစ်ဖက်ဘဝရဲ့နံနဲ့ရုပ်ကိုအကျိုးပြုရင်ကံအကျိုးဆက်ချအောင်တခြားတစ်ခုအဖြစ်ဆက်တည်သွားခဲ့တယ် အုတ်ကူကလူတယောက်ရဲ့ခရီးဆုံးပန်းနိုင်မဟုတ်ပါဘူးဒေါက်တာလူတွေကဘဝဟောင်းကနေဘဝတက်တွေကူးပြောင်းနေကြတယ်ဒေါက်တာနောက်ဘဝကိုယုံသလားသူမဖြေပါပလီဆိုတာတဖန်တရေဆိုတာပြန်၍ဆက်ခြင်းဒီတော့ပရိတ်တရေဆိုတဲ့စကားရဲ့အဓိပ္ပာယ်ပဲအဘိဓမ္မာကိုလေ့လာရင်ဒါကရှင်းရှင်းကလေးပဲဒေါက်တာရဲ့တရဝါရီသိကန်နီးမရဏတဏဝတိအဲ့ဒီနောက်မှာပရိတ်တရေဝတိအဲ့ဒီနောက်မှာမှာ ဘဝနိကတာဒီဝတိဆိုပြီးအစင်လိုက်ဖြစ်သွားတယ်ဘဝချုပ်တယ်ခေါ်တယ်ပြီးရနောက်ဘဝကိုယုံနေပေါ့သူကဖြတ်ဆတ်ဆာမေးသည်ဟုတ်ကဲ့ယုံနေသင်ပြောသလိုဆိုရင်လူတယောက်တေးတဲ့အခါရုပ်ကြီးကတေးသွားပြီးနိုင်ခန္ဓာကမတေးပဲကြံနေရဲ့အဲ့ဒီနိုင်ခန္ဓာတခြားရုပ်တစ်ခုစီကိုပြောင်းသွားတယ်အဲ့လိုလားအဲ့လိုတော့မဟုတ်သေးဘူးဒေါက်တာနန်ကနန်နဲ့ရုပ်ကိုအကျိုးပြုပြီးတော့တစ်ဖက်မှာအစ်စ်တွေဖြစ်သွားတဲ့ဘောအစ်စ်လည်းမဟုတ်ဘူးအဟောင်းလည်းမဟုတ်ဘူး နန်ကနေနန်နဲ့ရုပ်ကိုအချိုးပြတဲ့သဘောကိုဘီလီယက်ဘောလုံးကလေးတွေနဲ့နှိုင်းမိပြထားတဲ့စာအုပ်တအုပ်ဖတ်ဖို့ရယ်ပက်တင်တန်စီမီမြည်ရဲအဲ့လိုဥပမာတွေအများကြီးပေးခဲ့ကြတယ်။ဒေါက်တာကိုသိအရှင်းဆုံးဥပမာနဲ့ပြောပြမယ်။လူသေးပြီးတော့နောက်ထပ်ပြိတ္တရနေတယ်ဆိုလို့ရှိရင်ဒေါင်းစိတ်ကနေဒစိတ်တစ်ခုကိုထိုင်းရက်ပေါ်မှာတင်းပြီးနှိပ်လိုက်တယ်လို့ပဲ။ဒစိတ်နှိပ်လိုက်တဲ့အခါမှာထိုင်းရက်ပေါ်မှာထောင်ရုပ်ကလေးပေါ်လာတယ် ဒါပေမဲ့ထိုင်းရက်မှာပေါ်လာတဲ့ဒေါင်းယုတ်တစိုက်ဟာနှိမ့်လိုက်တဲ့တစိုက်တုံးကြီးထိုင်းရက်ပေါ်ပါလာတာမဟုတ်ဘူး။ဒါပေမဲ့အဲ့ဒီဒေါင်းယုတ်နဲ့ကင်းကွာပြီးထိုင်းရက်ပေါ်မှာပေါ်လာလည်းမဟုတ်ဘူးတဲ့။ဒီသူ့ကိုအခက်ခတ်တော့သူစိတ်ဝင်စားပုံပြပါသည်။ဘဝဟောင်း၌အကျုံးဝင်သောတစုံတစ်ခုသောအရာသည်ဘဝတက်တို့ကူပြောင်းခြင်းမဟုတ် သို့သောဘဝတက်သည်ဘဝဟောင်း၌အကျုံးဝင်သောအဝိဇ္ဇာတနာဟုသောအကြောင်းတို့နှင့်လည်းမကင်းနှင့်သူဖြင်းင်းစွာခေါင်းရင်သည်လူတယောက်ရဲ့ကံအကျိုးဆက်ကိုလက်ခံယုံကြည်နိုင်ဖို့စိတ်ဆွမ်းရင်လည်းအရေးကြီးပါရဲ့တခါတခါမှသူတို့မြင်နေသားပဲမြင်နာကိုလည်းဘာလို့ဆုံးဖြတ်တယ်လဲဆိုတာအရေးကြီးရဲ့တိတခါတခါမှမြင်လိုက်တလို့လို့ကြားလိုက်တလို့လို့ရှိတယ်ဘာမှမသိဘူးဘာလို့မခွဲခြားတတ်ဘူးနောက်ပိုင်းမှာတော့မြင်နာကိုအထိပယ်ကောက်သွားတတ်တယ် သိဘွားမှာတည်ကြတဲ့ဆောင်းစည်းမှုတစ်ခုကအဲ့ဒီအမြင်အာယုံကိုဝင်ချင်းနဲ့ဘရောမှမညံ့နိုင်စေခဲ့ဘူး။အဲ့ဒီအမြင်အာယုံလေးပေါ်မှာလည်းတာယာစိတ်မဝင်ခဲ့ဘူး။ဘာအခွင့်အရေးမှလည်းမယူခဲ့ဘူး။တခါတည်းမှာတနာချင်တာမှုကြောင့်သတိပေးစရာရှိရင်တော့ပေးခဲ့ဘူးပဲ။သိလိုချင်တဲ့ဘွားကဒီဘွားမဟုတ်ဘူး။နှစ်သက်စရာကောင်းတဲ့အာယုံကိုကြော်လင်အောင်ဖျက်ရတာဟာဝိပဿနာရဲ့အခက်အခဲဆုံးအထောက်မှုပဲ။အောင်နောက်ကင်ဆာဆဲရေကြောင့်အမြင်အာယုံကောက်ချက်ချတာတွေချွင်းရင်းကုန်တယ်လို့တချင်တပါ။တနည်းနည်းလို့တခါမှအာယုံမထူးကြတဲ့ကာလတွေလည်းအများကြီးရှိတယ်။ ဒါပေမဲ့15နှစ်လုံးလုံးပရိတ်တွေမပြတ်ရွတ်ခဲ့တယ်။အပြမဆရိယာကိုရှောင်ကျင်ခဲ့တယ်။အသားလွတ်စားပြီးမြတ်တာပေါ်အမျှဝေခဲ့တယ်။တရားချစ်မှတ်ခဲ့တယ်။ဒါရဲ့အကျိုးမြတ်ကတော့တိဘွားနောက်ဆုံးအချိန်မှာကောင်းမွန်ကုသိုလ်တွေအများကြီးလုပ်နိုင်ခဲ့ပြီ။ဘာကုသိုလ်တွေလဲသိ?ဒေါက်တာရုံနိုင်စရာမရှိတဲ့ကုသိုလ်တွေပေါ့။မြတ်တာတကူသစ္စာတကူပရိတ်တကူနဲ့ဝေဒနာတွေတွေကိုကုတာပေါ့။ဝေဒနာကိုရှာတွေးပြီးစိတ်ဟုံမှာကုနိုင်ဖို့ကုညီခဲ့တယ်။ဒါတွေကိုဒေါက်တာရုံမှာမဟုတ်ပါဘူး။ သူထိန်းချုပ်ထားတဲ့ကြားမှာသေရောတော်တော်ပြုံးမိသွားတယ်ဒီမန္တလေးမှာလူနာတွေအများကြီးခုပေးနိုင်ခဲ့တယ်။ဒီရှိခုကတပြားမှမယူခဲ့ဘူး။ဝေဒနာပြောက်သွားတဲ့လူနာတွေကိုဖရာတရားတန်ခါနဲ့ပတ်သက်တဲ့ဒါနကောင်းမှုတွေသူတို့ဟာသူတို့ပြုလုပ်စေခဲ့တယ်။ဒါတည်သူတို့စီကတောင်းနေရှိခုကပဲ။음ပြောက်ခဲနဲ့တတ်တိုင်အောင်တတ်တိုင်ဝေဒနာတွေလည်းရှိတယ်။တခုရှိတယ်။ဒီရှိခုကအဲ့ဝေဒနာတွေရဲ့ကံအကျိုးဆက်ကိုပြောင်းလဲပြဖို့တော့အဆက်မထပ်ပါဘူး။သူကံအကျိုးဆက်ကြောင့်ဒီဘဝမှာသူဝေဒနာခံစားရတာဆိုရင်အဲ့ဝေဒနာကိုယောနေအောင်တတ်တိုင်အောင်ပဲကုညီပေးနိုင်တယ်။ ။သူမယုံပါ။တခါတခါမှာခရီးဝဲဒေတာတွေအထီတိလိုက်သွားပြီးကုပေးရတတ်တယ်။ဒါပေမဲ့ဝေဒနာတွေကိုလူကိုယ်တိုင်မတွေ့ရတဲ့အခါစိတ်နဲ့လည်းကုလို့ရပါတယ်။စိတ်ယုံတတဲလူနာဆိုလို့ရှိရင်အခန်းနံပါတ်အခန်းနေထားသူ့နာမည်အတမွေနေအဲ့အရာကိုစုံးမိကြည့်လိုက်တဲ့အခါမှန်ဘလူးစုံတာမှာပေါ်သလိုပေါ်လာတယ်။ဆေးရထူးထူးခြားခြားလည်းမဟုတ်ဘူး။မြင့်တာနဲ့ပြည့်ရပါပဲ။ထူးဆန်းတော့လူတယောက်ကိုသူကြည့်နေရတယ်လို့လို့ရှိနေသည် သူမိမသည်အုံနာကန်ချာရောဂါတဲ့ဖြစ်သည်ကန်ချာသည် temporal lobe တွင်ရှိသည်ထို့ကြောင့်ထိုနေရာတွင်ပတ်သက်သောပုံမှန်မဟုတ်မှုများရောဂါလက္ခဏာများရနေသည်တကယ်မရှိသောအတန်များကိုကြားမြင်တကယ်မရှိသောအရာများကိုမြင်နေသည်တကယ်မရှိသောအနံ့များကိုရနေသည်ဒါဖြင့်သင်ယောဂါကိုသင်မကုန်နိုင်ဘူးလားသူယူတာစာမေးလိုက်သည်ဟုတ်ကဲ့ကံအချိုးဆက်ကိုဒီပြောင်းလဲလို့ဖယ်ရပါမလဲအရေးကြီးတာကဒီဘဝနောက်ဆုံးအချိန်မှာဒီဝိညာဉ်ကိုဒီချုပ်တက်ခြင်းတယ် ။သင်ခဏခဏသိကြည့်ဘူးပါတယ်။ဒီစူးစမ်းရင်ရနိုင်ပါလိမ့်မယ်။ဒါနာနဲ့သိလို့ရတယ်။ဒီလနဲ့သိလို့ရတယ်။ဒါပေမဲ့တီရတော့ဘဝနာနဲ့သိဖို့စူးစမ်းမယ်။သူကမျက်မှောင်ချုပ်ရေးကြည့်သည်။သူ့မျက်လုံးမှာမယုံသင်္ကာရိပ်သည်တဖြည်းဖြည်းပြောက်ကွယ်သွားကစိတ်မကောင်းဖြစ်မှုသာကြံ့နေသည်။ဒီမကြောက်ဖူးလို့မညာပါဘူး။ဒီတေးရမှာသူသိကြောက်တယ်။ကင်ဆာဆိုတဲ့နာမည်တစ်ခုကိုရင်ဆိုင်ရတဲ့လူတယောက်ရဲ့ချက်ချမှုကိုသိခံစားနေရတာပါပဲ ဒါပေမဲ့ဘလို့မှမလွတ်မြောက်နိုင်တဲ့အဖြစ်ဆိုးတစ်ခုကိုကြောက်လန့်နေ။အဲ့ဒါကိုဝမ်းမြိုသွားမှာပေါ့။တရားဆက်ကြဝလာကြီးတဲ့သူသိစိတ်ကူးနဲ့သွားပြီးအပြင်လူတယောက်အနေနဲ့သူ့ကိုပြန်ကြည့်လိုက်တယ်။ဘာမှမထူးရနေဘူး။တည်တည်သွားတဲ့အခါကပိုင်ကြီးမှမြုံမောင်လေးတစ်ခုရှာအောင်ပြောင်းလဲသွားမှာမဟုတ်ဘူး။တီရှိစင်ကနဲ့အတိမရှိရနဲ့ဘာမှမကွာဘူး။ဆက်ကြဝလာကြီးကတော့ပုံမှန်အတိုင်းဖြစ်တည်နေတာပါပဲ။ ဒီကဘာကျိုးပေါ်မှာတမ်းမောင်းထောင်ချီနေတဲ့လူသားတွေနဲ့အရှိမြဲရှိကြနေခဲ့မယ်။လူဝတ်တားဆိုတာဘယ်ရောက်သွားသလဲ။အခန်းကြီးရုတ်တရက်တိတ်ဆိတ်သွားသည်။တရုတ်ကမှန်ပေါ်တွင်တိအိအိကသွားထင်နေသည်။ထိုအိသည်ပိန်တွယ်သောဦးခေါင်းဘေးတိုက်မြင်ကွင်းအိဖြစ်သည်။ဖြောင်းစင်းရှိလျသောနှာခေါင်းရိတ်ကိုသူငေးကြည့်နေသည်။သူချစ်ခဲ့မှုသောမိန်းမဖြစ်တော်လဲယခုတော့ထိုမိန်းမသည်သူနှင့်အဝေးကြီးဝေခဲ့ပြီ။ အခုဖတ်ပြပေးခဲ့တာကတော့ဆိုင်ဆရာမဂျူရေးသားထားတဲ့နိုင်ငံရေးအခြားတစ်ဖက်အပိုင်း30ဖြစ်ပါရဲ့ရှင်။နောက်ဘက်ဒီမှာလည်းအခန်းသစ်တွေကိုဆက်လက်ဖတ်ပြပေးတော့မှာမို့လို့ထုံညာပရိသတ်များအားလုံးပဲစောင့်မျှော်နှာစင်ပေးကြပါအောင်ရှင်။မင်္ဂလာပေါင်းတဲ့ပြည့်စုံတဲ့နေ့ကလေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။